ျလင်းမွေးဖွားမဲ့မိခင်နိုင်သတိပြုစင်ခြင်းစရာဖြစ်သွားစေတဲ့မိခင်တယောက်ရဲ့တနာစရာဖြစ်အားလုံးပဲမင်္ဂလာပါသက်ဆလီဗီဒီယိုပေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရင်လူကျဲမင်းသားကြီးဘဘောအောင်ကစက္ကားရီမှာလူကျဲမင်းသားပြည်တရုတ်ဆောင်ခဲ့သူတယောက်ဖြစ်ပါရင်လူကျဲမင်းသားကြီးဆိုပေမဲ့လည်းနှလုံးသားကတော့နူးညံ့ပြီးတော့မိသားစုကိုချစ်တတ်ပါရင်ဘဘောအောင်ကလွန်ခဲ့တဲ့ရှပိုင်းကမှာ တမီးလီကိုမွေးဖွားထားခဲ့ပြီးတော့စနီးဖြစ်သူကတော့မကွက်လွန်သေးပဲနဲ့ကွက်လွန်သွားခဲ့ရပါပြီ။ဘဘအောင်ရဲ့ဇနီးတွေကတမီးလီကိုမွေးဖွားပြီးတော့ခုနှစ်ရက်မြောက်နေ့မှာဝမ်းဆက်တိုက်သွားတာကြောင့်ကျွေးလင်းသွားခဲ့ရပါပြီ။အသက်ငယ်သေးတဲ့ဇနီးတွေကကလေးလေးကိုမွေးဖွားပြီးတာမကြသေးလို့လူကျန်းမင်းသားကြီးနဲ့ရှမ်းပျော်နေခဲ့ပါပြီ။ဒါပေမဲ့သူပျော်ရွှင်မှုကတော့ကြာရှည်မခံခဲ့ပါဘူး။ကလေးမွေးဖွားပြီးနောက်ဥပိတ်နေလို့ဆင်းရုံတရပြီးတော့ဝမ်းသွားအောင်ဆရာဝန်တွေကလှုပ်ပေးခဲ့ကြပါပြီ။ဆရာဝန်တွေကသူ့ရဲ့မျိုးသမီးကိုဝမ်းသွားအောင်လှုပ်ပေးပြီးတဲ့နောက်မှာ ဝမ်းသွားတာကမရက်တော့ဘဲနဲ့ဆက်တိုက်ဖြစ်လာခဲ့ပါရင်ဝမ်းကဆက်တိုက်သွားတာကြောင့်အိုင်းနေလင်းကုန်ခန်းလာပြီးတော့ခြေနေလည်းမကောင်းတော့ပါဝမ်းချုပ်တာကြောင့်စိတ်ယုံတက်ရပြီးတော့ဝမ်းကမရက်နိုင်အောင်သွားတာကြောင့်ဘာလို့ရမယ်မသိဖြစ်သွားပါရင်ဆရာဝန်တွေကစိတ်ယုံဆင်းလို့ရပြီလို့ပြောပေမဲ့ပပူအောင်ကတော့စိတ်မချတာကြောင့်စိတ်ယုံပြန်တင်ခဲ့ပါရင် ဝမ်ကမရက်ဖဲနေအဆက်မပြတ်သွားရကနေအောက်ဆီဂျင်တွေလည်းကျလာခဲ့ပြီးစကားတော်မှမပြောနိုင်တဲ့အထိဖြစ်လာခဲ့တာကြောင့်ဘဘူအောင်လေးစိတ်ပူလာခဲ့ပါရင်ဒါကြောင့်ဆရာဝန်တွေကိုသွားခေါ်တဲ့အခါဆရာဝန်တွေကစီပိုက်ထည့်ပေးလိုက်ပါရင်စီပိုက်ထည့်ပေးလိုက်ရကနေတက်သွားခဲ့ပြီးတော့သတိပါလစ်သွားခဲ့ပါတော့ရင်ဆရာဝန်တွေကတက်တာကိုတက်တာအောင်စီထိုးပြပေမဲ့ဘလို့မှမသိမလေလာတော့ပါဘူးအဲကနေကွယ်လွန်တဲ့အထိသတိပြန်မလည်လာဘဲနဲ့အသက်ပါသွားပါတော့ရင် ပေါ်ပေါ်အောင်ကသူသမီးလေးကိုမွေးဖွားပြီးနောက်တားဖ၃ယောက်ပြေဆောင်သွားပြီးဆိုပြီးတော့ပြောနေကြတာပါတားဖ၃ယောက်တနာယီလေးတောင်မှပျော်ပျော်ရွှင်ရွှင်မနေလိုက်ရပဲနဲ့ဇနီးတွေကတော့စောစီစီထွက်သွားကြပါရီအချို့တွေကတော့ပေါ်ပေါ်အောင်ရဲ့ဇနီးတွေဟာမိရဲ့ဝမ်းသွားတယ်လို့ပြောကြပါရီကလေးမွေးဖွားပြီးတဲ့နောက်မိရဲ့ဝမ်းသွားတာကစိုးရင်ရပြီးအခက်မသိရင်တော့တတ်ပါသွားနိုင်တဲ့အခြေအနေဆိုးသွားနိုင်ပါရီ ကလေးမွေးပြီးတဲ့နောက်မှာအစာအသောက်ကိုလည်းစင်ကျင်သိပြီးတော့မိရဲ့ဝမ်းကလည်းဝင်လာနိုင်ပါသေးတယ်။ပူပူအောင်ကတော့သူစနီးတွေကွယ်လွန်သွားတာကြောင့်ပြင်းယူရေးကြနေပြီးတော့ဒီလိုဖြစ်ကိုဘသူကမှမကြုံစေချင်တော့ပါဘူး။အခုတော့သူသမီးလေးတလားတောင်မှပြေးသေးပဲနေအမိမဲ့သွားခဲ့ပြီးဖြစ်တာကြောင့်အဖေတယောက်အနေနဲ့ခန်းစားနေရပါတယ်။သူရဲ့ဇနီးတွေကွယ်လွန်သွားတာကြောင့်ဘိုးဘိုးအောင်ကချမ်းသာကြွယ်ဝတာတွေလည်းဘာတစ်ခုမှမလိုချင်တော့ဘဲသူဇနီးတွေကိုပဲလိုချင်နေပါရင်သူရဲ့စိတ်ကူးထဲမှာတော့ပျော်ရွှင်နေပေမဲ့လည်းမထင်ထားတဲ့အရာတစ်ခုကဝင်လာခဲ့ပြီးတော့ပျော်ရွှင်မှုတွေပြတ်သွားပါတော့တယ် ကလေးမွေးဖွားပြီးတော့မကြခင်မှာကွင်လွန်သွားတာဖြစ်လို့မကြခင်မှာတော့ကလေးကိုလိပ်ပြခွေရတော့မှာပါကလေးကိုလိပ်ပြခွေဖို့တွေ့ချိန်ခွင်လဲဝယ်ထားပြီးဖြစ်ပြီးတော့ကွင်လွန်သူရဲ့ဆန္ဒအတိုင်းဖြည့်ဆည်းသွားမယ်လို့လည်းဆိုပါတယ်စကားထဲမှာလူချင်းတယောက်ဆောင်လုပ်ခဲ့တဲ့ပူပူအောင်ဟာအခုချိန်မှာတော့အောင်မြင်မှုတွေငွေကြေးတွေလည်းမမတ်တော့ပါဘူးလူသက်ထဲဘေးအမှရေးမကြည့်ရကြောင်းကလေးမွေးဖွားပြီးနောက်မှာလည်းအစားစင်ကြင်ဖို့ကိုသတိပေးထားပါသေးတယ် ်ဈေးသုံးလည်းမလွယ်နဲ့ရှေးထုံးလည်းမပင်နဲ့ဆိုတဲ့အတိုင်းမိရဲ့ဝမ်းသွားတာကလည်းမိသားစုတွေရဲ့ဘဝကိုပျက်စီးသွားစေနိုင်ပါသေးတယ်။ဘဘောင်ရဲ့ဇနီးတယ်လေးကောင်းရဖို့ဘဝကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကြည့်ရှုဝါပေးခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။